ထားလိုက်လို့ရှိရင်လှငယ်လေးရဲ့အပေါက်ကလေးကနေပြီးတော့မှလှေတစ်ခုလုံးကိုနင်းမြုပ်တဲ့အထိဖြစ်နိုင်တယ်ဆိုတဲ့စကားပုံရှိတယ်လို့မျိုးပေါ့နော်တကယ်တော့အဲ့လိုမျိုးလေးလောက်တာအချိန်ကတော့သိမကုန်ဘူးဒါပေမဲ့ကျမတို့မလုတ်ဖြစ်ကြဘူးပေါ့နော်အဲ့လိုမျိုးစီစစ်တုံးဆွဲရမယ်ဆိုတိုင်းလေရံယူချိုးချန်ချေတာချစ်ကုန်ပြီးတုံးဆွဲရမယ်လို့မဆိုလို့ဘလောက်တရက်ပုံ9000ပဲဆိုပြီးတုံးဆွဲရအနေနဲ့တစ်နှစ်ကို18သိန်းလောက်ယူပေါက်ဖြစ်ဖြစ်နေရဆိုတာကိုတွေ့ရတယ်အဲ့တော့ ါရှင်ဒီတစ်ပတ်မှာတော့ financial vigilance post ကနေပြီးတော့ပြီးခဲ့တဲ့ဘက်ကပြောထားတဲ့ seven secrets of many master ရဲ့နံပါတ်1အချက်ဖြစ်တဲ့ expense ပေါ့နော် expense ဆိုတာကတော့အသုံးစရိတ်စီမံခန့်ခွဲခြင်းကိုသူကဆိုလိုတာပေါ့နော်ပြီးမမှုပဲနဲ့ထားလိုက်လို့ရှိရင်လှင်ငယ်လေးရဲ့အပေါက်ကလေးကနေပြီးတော့မှလေတစ်ခုလုံးကိုနင်းမြုပ်တဲ့အထိဖြစ်နိုင်တယ်ဆိုတဲ့စကားပုံရှိတယ်လို့မျိုးပေါ့နော်ကိုယ့်ရဲ့အသေးဆုံးသုံးစရိတ်ကလေးကိုကိုက careless data control မလုပ်နိုင်ဘူးဆိုလို့ရှိရင်အဲကြားတဲ့အခါမှာကိုယ့်ရဲ့ financial freedom ကိုထိခိုက်လာနိုင်တယ် financial objectives နဲ့ဝေးကွာသွားနိုင်တယ်ပေါ့အဲ့တော့ဒါကြောင့်မလို့ကိုယ့်ရဲ့အသုံးစိတ်တွေကို even ဘလောက်ပဲတည်ငြိမ်တဲ့အသုံးစိတ်ပဲဖြစ်ဖြစ်တတ်နိုင်သမျှအမှတ်တမ်းတင်ထားမယ်ရေးချထားမယ်ပြီးရင် receipt တွေ voucher တွေရှိတယ်ဆိုလို့ရှိရင်လည်းတတ်နိုင်သမျှပိန်ထားရမယ်ပေါ့ဒါတွေကို record လုပ်ထားပြီးတော့ နောက်တစ်ဆင့်အနေနဲ့ကတော့ budget ကိုရေးဆွဲရမယ် budget ရေးဆွဲရဲဆိုတဲ့နေရာမှာလည်းအရင်က budget personal budget ကိုဘယ်လိုရေးဆွဲမလဲဆိုတဲ့ blog လေးရှင်းပြဖို့လေပေါ့နော်အဲ့ဒါလေးနဲ့ပြန်ပြီးအဲ့ဒါလေးနဲ့ပြန်ပြီးတော့လည်း link ထားပေးပါမယ်မကြည့်ရသေးတဲ့လူတွေအတွက်အဲ့တော့ budget ရေးဆွဲတဲ့နေရာမှာကိုယ့်ရဲ့ဝင်ငွေကိုကိုယ့်ရဲ့ဝင်ငွေကဘယ်လောက်ရှိလဲအဲ့ဝင်ငွေရဲ့ဘယ်လောက်ပမာဏကိုဘယ်မှာသုံးမယ်ဘယ်ကိုခွဲဝေသုံးစွဲမယ်စသည်ဖြင့်လည်းကိုကခွဲဝေသုံးစွဲဖို့လိုအပ်တယ်ပြီးလို့ရှိရင်ကိုယ့်ဝင်ငွေရဲ့ ထဲကမှ emergency funds ကိုလည်းအနည်းဆုံး6လသို့မဟုတ်တစ်နှစ်စာ cover ဖြစ်အောင်လည်းထိန်းသိမ်းထားတဲ့လို့ဘတ်ဂျက်ရေးဆွဲနေရမှာလည်းအကြံပြုထားတယ်ပေါ့ပြီးတော့အဲ့လိုဘတ်ဂျက်ရေးဆွဲရုံပဲလားဆိုတော့မဟုတ်ဘူးလတ်တလကုန်သွားတဲ့အခါမှာကိုယ့်ရဲ့ ဒီတလားစာသုံးဆွဲထားတဲ့အသုံးစရိတ်တွေကိုမှတ်တမ်းတင်ထားတဲ့အသုံးစရိတ်တွေကိုခုနမှတ်ချက်နဲ့ပြန်လည်ပြီးတော့ရှင်တွဲပြီးတော့လေ့လာပြမယ် analysis လုပ်ရမယ်ပြီးရင်ဘယ်အပိုင်းကလိုအပ်တာတဲ့ပုံသုံးမိတယ်လဲဆိုတာကိုပြန်လည်စစ်ဆေးပြီးတော့ဘယ်လို control လုပ်မလဲဆိုတာကိုလည်းပြန်ပြီးတော့စဉ်းစားတင် တကယ်တော့အဲ့လိုမျိုးလေးလောက်တာအချိန်ကတော့သိမကုန်ဘူးဒါပေမဲ့ကျမတို့မလုတ်ဖြစ်ကြဘူးပေါ့နော်အဲ့တော့ဒီလတ်တလာရဲ့နောက်ဆုံးပတ်ရဲ့တင်းငွတ်ရီနေ့နေ့လည်းတစ်ပိုင်းလောက်နိုင်ဘွယ်လောက်ကလေးကိုပြန်လည်ပြီးတော့ကဲပြတ်တာမျိုးလေးလုတ်တင်တယ်အဲ့ဒါဟာများစွာအကျိုးပြုစေတယ်ပေါ့နော်ကိုယ့်ရဲ့အသုံးစေကို control ရနေရမှာ နောက်တစ်ခုကကြတော့အဲ့လိုမျိုးစီစစ်သုံးဆွဲရမယ်ဆိုတိုင်းလည်းအတင်းကြီးစတင်ကြီးဖြစ်ရမယ်အဲရမ်းရိုးချိုးချမ်းချေတာချစ်ကုန်ပြီးသုံးဆွဲရမယ်လို့မဆိုလို့ကိုဘွားရဲ့တိုးတက်ရာတိုးတက်ကြောင်းတွေကိုတော့မရှိမပြဲအသုံးစရေးဖြစ်နေသုံးကိုသုံးရမယ်ပေါ့နော်အဲ့တော့အဲကိုရဲ့တိုးတက်ရာတိုးတက်ကြောင်း networking expand လုပ်တဲ့အခါပဲဖြစ်ဖြစ် networking expand လုပ်တဲ့ဆိုတိုင်းလည်းဟိုလူနဲ့တယုံယုံဒီလူနဲ့တယုံယုံသွားလာတာမျိုးမဟုတ်ပဲကိုယ့်အတွက်တကယ် valuable networking ဖြစ်မဲ့အရာတွေအတွက် သုံးသင့်တယ်အဲပြီးလို့ရှိရင်ကိုယ့်ရဲ့တိုးတက်ရာတိုးတက်ကြောင်းကို ဖြစ်ပေါ်စေနိုင်မယ် skills တွေကို upgrade လုပ်တဲ့သင်တန်းတွေ focus တွေအဲစာအုပ်တွေဝယ်ဖတ်ခြင်းအပြင်လည်းဒီနေရာမှာအကျိုးရှိစွာသုံးချသင့်တယ်။ဒါပေမဲ့ပိုဟာမျိုးတွေကိုချိုးချန့်ချေတာတင်တယ်လဲဆိုရင်ဥပမာ နေ့စဉ် coffee တစ်ခွက်ကိုကျမတို့ကဝယ်တောက်နေရတယ်ဆိုရင်ဝယ်တောက်နေတဲ့ coffee ကထားလိုက်ပါတော့9000တန်းလဲဆိုလို့ရှိရင် အဲတနေ့ကို coffee 9000နဲ့တစ်ခွက်ကို short တောင်းလိုက်မယ်ဆိုရင်တစ်လကိုရက်30ဆိုရင်တစ်လကိုတစ်သိန်းခွဲစုမိပြီးတော့တစ်နှစ်ကို18သိန်းစုမိရယ်ပထမတက် amount တစ်ခုကို save လုပ်ပြီးသားဖြစ်သွားတယ်ပေါ့တစ်လကိုတစ်ရက်ကို9000ပဲဆိုပြီးသုံးဆွဲရာအနည်းတစ်နှစ်ကို18သိန်းလောက်ယူပေါင်းဖြစ်ဖြစ်နေရယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့ကိုကြိုက်တဲ့ coffee ကိုဖြတ်ရမယ်လို့ဆိုလိုတာမျိုးမဟုတ်ဘဲနဲ့ coffee ကိုအိမ်မှာကိုပါကူဖြောတောက်ဖို့ကြိုးစားတာမျိုးတွေပါလေလုပ်တင်တယ်လို့လေဒီ money master စာအုပ်ကနေပြီးတော့အကြံဉာဏ်ပေးထားတယ်ပေါ့နော် နောက်ပြီးတော့ကိုယ်ဒီ credit card သုံးစွဲတဲ့ခါမှာဆိုလို့ရှိရင်လည်း limit လုတ်ပြီးတော့သုံးစွဲတင်တယ် credit card ကိုပြီးရင် credit card သုံးစွဲထားသမျှအားလုံးကိုလည်းအချိန်မှန်ပြန်ပေးရမယ်။ဘာဖြစ်လို့လဲဆို credit card ကနေပေးရတဲ့ penalty fees တွေ late fees တွေကအရန်စီးကြီးတဲ့အတွက်ကြောင့်မလို့အဲ့တော့ပြစ်စည်းဝယ်တဲ့နေရာမှာလည်းနောက်တစ်ခုကလေးလာမယ်ချက်ကပြည်စည်းဝယ်တဲ့နေရာမှာလဲ cost value ကိုအမြဲတမ်း အဲ cost and benefit analysis လုပ်ရမယ်ပေါ့တဘောကတော့ cost နဲ့ value ကိုအပြန်အလှန်ချိန်ဖို့ပြီးစဉ်းစားနေရမယ်အဲဈေးအရန်ကြီးတိုင်းကောင်းတာမဟုတ်တလို့မျိုးဈေးအရန်ပေါ်တိုင်းလည်းမကောင်းဘူးလို့မဆိုလို့နိုင်ဘူးဒါပေမဲ့ချိုးချွန်ကြည့်ရမယ်ဆိုတိုင်းအရာတိုင်းကိုလိုက်ပြီးတော့ဈေးပေါ်တာပဲဝယ်ယူသုံးစွဲရမယ်လို့လည်းမဆိုလို့ဘူးဈေး တင်းတင်းကြောက်ပတ်တဲ့စီကိုပေးလိုက်တဲ့စီရင်နဲ့ကိုပြန်ရတဲ့ quality ကိုက်ညီမှုရှိမရှိဘူးလဲအများအားစီစစ်အကဲဖြတ်ချင်ရမယ်ကိုရဲ့ cost ကို control ရရောက်တယ်ဈေးပေါ်ပေါ်ဝက်သုံးပြီးတော့တလားလောက်ပဲခံပြီးတော့အာလာတိုင်းလဲနေရတာတက်စားလို့ရှိရင်ဈေးဟို quality ကောင်းကောင်းနဲ့ဈေးကောင်းကောင်းတစ်ခုပေးလိုက်ရပြီမယ် quality ကောင်းကောင်းရပြီရေရှည်သုံးဆွဲနိုင်တယ်ဆိုရင်ဒါတန်လာပဲအဲ့တော့ cost and value လို့လည်းအမြဲ analysis လုပ်နေရမယ် နောက်အရေးကြီးတဲ့အချက်တစ်ခုကကျမတို့သတိမထားမိတဲ့နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကဘာလဲဆိုရင် time consuming အချိန်ဖြစ်တယ်ပေါ့အချိန်ကိုလည်းကျမတို့ကအချိန်ကကုန်လွယ်တယ်မသိမထင်မှတ်ဖဲနဲ့ကုန်သွားတယ်သတိမထားလိုက်မိဖဲနဲ့ကုန်သွားတယ်လုံးဝပြန်မရနိုင်တဲ့စရိတ်ကြီးတဲ့အရာတစ်ခုဖြစ်လဲသတ်မှတ်ထားတယ်ဒါကြောင့်မလို့ many master တွေကကိုယ့်ရဲ့တနေ့တာအချိန်မှာဘယ်အရာကိုအကျိုးရှိရှိသုံးဆွဲမယ်ဘယ်အရာကိုတော့ ကိုယ့်ရဲ့အချိန်နဲ့မတန်တဲ့အတွက်ကြောင့်မလို့ဘသူ့ကို delegate လုပ်ပြီးတော့အဲအဲတုံဆွဲမယ်ဆိုတာမျိုးကိုယ့်ရဲ့အတွက် value added မဖြစ်တဲ့အရာမျိုးတွေဆိုလို့ရှိရင်တခြားသူကို delegate လုပ်ပြီးတော့ဖြစ်ဖြစ်ဘာရန်တုံဆွဲခြင်းဖြင့်အချိန်ကိုအကျိုးရှိစွာနဲ့အသုံးချဖို့လေလိုအပ်တယ်ပေါ့နော် အချိန်လေးစုပေးပြီးတော့ value ပြန်မရဘူးဆိုရင်ဒါဒီ value add မဖြစ်ဘူးဆိုတော့ဒါ cost မမြင်ရတဲ့ cost ကြီးတယ်လို့ပြောလို့ရတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့အချိန်ကိုလည်းတန်ဖိုးရှိစွာနဲ့အသုံးချနိုင်ဖို့လိုအပ်တယ်နောက်တစ်ခုကတစ်ချိန်လုံးငွေရှာနေဖို့လိုတယ်ငွေကိုကြိုးတိုးအောင်လုပ်နေဖို့လိုတယ်ဆိုတော့ညာလေကိုပေးလိုက်ရတဲ့အချိန်နဲ့ကိုပြန်ရလိုက်တဲ့ဝင်ငွေဟာ အာကာညီမှုမရှိဘူးဖူကိုတော့ value add မဖြစ်ဘူးလို့စဉ်းစားမိလို့ရှင်ခုနကကျွန်မပြောတယ်ကိုယ့်ရဲ့အလုပ်ကို delegate လုပ်ပြီးတခြားလူကိုခွဲဝေခိုင်းစေတာမျိုးဖြစ်ဖြစ်သူများရဲ့အချိန်ကိုကိုကပတ်ဆိုင်ပြီးဝယ်လိုက်တာမျိုးဖြစ်ဖြစ်လုပ်သိရင်လုပ်ရမယ်ပေါ့နော်အဲ့ဒီစားကိုကတခြားပို့ပြီးတော့ကိုယ့်အတွက် value add ဖြစ်တဲ့အရာတခုကိုလုပ်နိုင်စွမ်းရှိတယ်ဆိုရင်ပေါ့လေ အဲနောက်တစ်ခုကကြတော့ကျမတို့အားလုံးလူအများစုပေါ့နော်တတိမထားမိတဲ့ဆုံးရှုံးသွားတဲ့အရာတစ်ခုကဘာလဲဆိုလို့ရှိရင် opportunity cost opportunity cost လို့ခေါ်တဲ့ loss of opportunity ပေါ့အဲ့ဒါဟာလည်းကြီးမားတဲ့ cost တစ်ခုပဲဖြစ်တယ်ဥပမာဆိုလို့ရှိရင်တစ်နှစ်ကိုအဲပြန်ရအောင်ပေါ့နော် return on investment 600ခိုင်နှုန်းလောက်ရှိတဲ့ investment တစ်ခုကိုလုပ်ရမယ့်အစားကိုအောင်မှားပြီးတော့ အဲသူများအောင်နားရောင်ပြီးတော့ဒါမှမဟုတ်ကိုယ့်ရဲ့ decision making မှာပြီးတော့2%ပဲရတဲ့ investment တစ်ခုကိုလုပ်လိုက်မိရဆိုလို့ရှိရင်ဒီနေရာမှာ တနောက်အဒီနေရာမှာ4%ဟာကိုယ့်ရဲ့ loss of the opportunity ဖြစ်တယ်ပေါ့ကာလာကြာရှည်လေဒီ loss of opportunity ကမြင်လာလေးပဲဖြစ်တယ်နောက်တစ်ခုကကြတော့ loss of opportunity opportunity cost အနေနဲ့ဘာတွေ့မလဲဆိုကိုယ်ကဒီတစ်ခုကိုလုံးလိုက်တဲ့အတွက်ကြောင့်မလို့တခြားအခွင့်အရေးတစ်ခုကိုဆုံးရှုံးသွားတယ်ဆိုရင်လည်းဒါကိုလည်း opportunity cost ဖြစ်နေကျွန်တော်တို့ကထည့်တွက်ရမယ်ဥပမာ opportunity cost က quantity quantitative လည်းဖြစ်နိုင်တယ် qualitative လည်းဖြစ်နိုင်တယ်ဥပမာကျွန်တော်တို့အလုပ်ကိုအရန်စူးစမ်းပြီးလုပ်ကြတယ် ေတဲ့အချိန်မှာမိသားစုဆိုတာကိုလည်းပြည့်ပယ်ထားမိတယ်ကိုယ့်ရဲ့ relationship တွေအကုန်လုံးလည်းပြည့်ပယ်ထားမိတယ်ဆိုရင်လည်းဒါဟာလည်း qualitative opportunity cost ဖြစ်တယ်ဆိုတာကိုသတိမူဖို့အရေးကြီးတယ်ဒါကြောင့်မလို့ money master တွေကဘာကိုပြောထားလဲဆိုလို့ရှိရင်ကိုယ့်ရဲ့တိုးပွားကိုယ့်ရဲ့ဥစ္စာပစ္စည်းသို့မဟုတ်ပိုင်ဆိုင်မှုတွေကိုတဲ့ပိုင်ဆိုင်မှုဆိုတဲ့နေရာမှာ quantitative ကို qualitative ကိုပါတယ်ဆိုတာကိုသတိမူဖို့လိုတယ်ဒီပိုင်ဆိုင်မှုတွေကိုမတိုးပွားနိုင်ရင်တောင်မှ အကောင်းဆုံးနဲ့အကျိုးရှိအောင်အသုံးချနိုင်ဖို့စ조사တဲ့နယ်လို့ဒီစာအုပ်လေးကအကြံပြုထားပါတယ်။တစုံပြအကျိုးရှိနယ်လို့ထင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။